ားလုံးမင်္ဂလာပါကျွန်တော်တို့ AKK ရပါကျွန်တော်ရဲ့ AKK blog ပတ်ကခံပြီးတော့ကျူစလိုက်ပါတယ်ဒီနေ့ blog မှာပေါ့နော်ကျွန်တော်အဓိကပြပေးသားမယ့်အကြောင်းအရာကတော့ devil cat အကြောင်းပဲဖြစ်ပါတယ်တချို့ကလည်း devil လို့ခေါ်တယ်ပေါ့နော်ဒီသစိ nasal cat ပေါ့နော်ဒီ cat အကြောင်းကိုပြပြပေးသားမှာဖြစ်ပါတယ်တကယ်တော့ကျွန်တော်တို့ terrorist လေးလာတဲ့အခါမှာပဲဖြစ်ဖြစ်အဲတခြားတခြားသောအကြောင်းနဲ့ terrorist ကြီးရဲ့အခါမှာပဲဖြစ်ဖြစ်လူတော်တော်များများဟာဒီ devil cat ကြောက်လို့ရှိရင်ကြောက်တတ်ကြတာဟာသဘာဝပါပဲ ဘာလို့ထုတ်တာလဲဆိုတော့ကတ်ထဲမှာပါတဲ့ပုံရိပ်ကအင်မတန်မှကြောက်စရာကောင်းပြီးတော့အင်မတန်မှဆိုးရွားလာပါတယ်။နတ်စိုးတကောင်ကချစ်သူနှုတ်ကိုတန်ကျိုးနေနဲ့ခတ်ပြီးတော့ပိတ်လောင်ထားတဲ့နမိတ်ပုံကိုတွေးရတာတွေ့ကြောင်းပါ။ဒီတော့ကဒီကတ်ကြလို့ရှိရင်ဘယ်လိုနမိတ်တွေကြမလဲ။ဘယ်လိုအစိုးတွေဟောကြမလဲ။အများဖြစ်ဆိုလို့ရှိရင်တော့ reader အများစုကကိုယ့်ရဲ့ဒီ emotion ကိုတုံးချပြီးတော့ဟောတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်စိတ်ခံစားချက်လိုက်ပေါ်လာတဲ့ sense တွေအလိုက်ပေါ့နော် ပြောတဲ့ဟောတဲ့ကြပါတယ်။ကောင်းတာကိုလည်းဟောတဲ့ကြသလိုဆိုးတာကိုလည်းဟောတဲ့ကြပါတယ်။အဲကျွန်တော်အတွေ့အကြုံရဆိုလို့ရှင်တော့ဒီကက်ကများသောအားဖြင့်ဒီကက်ကြလာလို့ရှင်မကောင်းတဲ့နမိတ်ပုံတွေမကောင်းတဲ့ဆိုးရွားလွန်းတဲ့အခြေအနေတွေပေါ့နော်။ဒီရမျိုးကိုကိုစားပြုပါတယ်။နောက်တစ်ချက်ကဒီကက်မှာကတတပဲဆိုတဲ့အတိုင်းပဲနဆိုးကက်ပေါ့နော်။နဆိုးဆိုတဲ့အတိုင်းပဲဒီကက်ကြတဲ့သူများစီပါမကောင်းတဲ့အသက်ပညာမျိုးတွေနဲ့ပြုစားခံရတာမျိုး မကောင်းတဲ့အရာမျိုးတွေနဲ့တက်ခက်ခံရတာမျိုးကိုကိုစားပြုတဲ့နမိတ်ပုံလည်းဖြစ်ပါတယ်။အဲနောက်တစ်ချက်ဆက်ပြီးပြောရမယ်ဆိုလို့ရှင်တော့ဒီကက်ကိုပေါ့နော်နတ်ဆိုးကက်လို့ဆိုတဲ့အချိန်ပဲအချိန်နဲ့ပတ်သက်လာလို့ရှင်ဒီကက်ကြလို့ရှင်မကောင်းဘူးလို့ဟောထုတ်လို့ရပါတယ်။ဘာကြောင့်ဟောထုတ်လို့ရလဲဆိုတော့ကက်ထဲမှာချက်စုံမှုကိုနတ်ဆိုးကြီးတကောင်ဖန်စီထားတယ်ပေါ့နော်။ဒီလိုပဲကျွန်တော်တို့နတ်ဆိုးကြီးတကောင်ဖန်စီထားတဲ့အကြောင်းမလို့ကက် relationship တမားတွေလာမေးလို့ရှင်ဘယ်လိုအများစုကြုံတွေ့ရလဲဆိုတော့ အဲဒါမှကိုလက်ရှိဒီတွဲနေတဲ့မြန်ဆင်မတီလာမျိုးဒါမှမဟုတ်လို့ရှိရင်တခြားတယောက်ဘယ်လိုပြောမလဲကိုတွဲနေတဲ့ကြားထဲမှာမမြင်ရတဲ့နှောက်ရှက်တွေနဲ့နှောက်ရှက်ခံနေရတာမျိုးဒီလိုမျိုးလေးတွေကျုံရတတ်ပါတယ်ကျုံရတတ်တယ်လို့လည်းတွေ့ရတယ်ဘောနော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တွေ့ကြုံတဲ့ခုကို show လုပ်ပေးကျွန်တော်ဒီ video ရိုက်တာဖြစ်ပါတယ်ကဲ့ဒီအကြောင်းကတော့သိမပြောချင်တော့မပြောလို့ပါအောင်ဘောနော်ကဲတော့ဒီပေါ့ကျွန်တော်တွေ့ကြုံတဲ့ခုကို share လုပ်ပေးပါမယ်နမရရကျွန်တော်ဒီ terror sa ဟောတော့ ီကတ်လေးနဲ့ပတ်သက်ပြီးကျွန်တော်အဲ့တော့ဒီကတ်လေးမကင်သေးဘူးကျွန်တော်ကတ်လေးမကင်သေးဘူးကျွန်တော်ဒီကတ်လေးတွေမကင်သေးဘူးပေါ့နော်အဲမကင်သေးဘူးနဲ့ကျွန်တော်ကကျွန်တော်အချင်းကြီးလက်ကတ်ကင်ရပေါ့နော်စာလုပ်တဲ့ကတ်ဆိုတော့နစနေချက်ပဲကင်တယ်ကင်နေချိန်မှာကျွန်တော်တိတယောက်ကတဲရလာမိတယ်အငယ်ချင်းတယောက်ပေါ့နော်အငယ်ချင်းတယောက်ကတဲရလာမိတယ်တဲရလာမိတော့ပြောတယ်ပေါ့သူဒီလက်ရှိတွဲနေတဲ့သူ့ရဲ့ချစ်သူနဲ့ပေါ့နော်နမမှာတွေးဖို့ရည်ရထားတယ် အကိစ္စအဆင်ပြေနိုင်လားမပြေနိုင်ဘူးလားဆိုတော့မျိုးလာမိတယ်။လာမိတော့ကျွန်တော်ကလည်းအခုမှစပြီးတော့ reading ဖတ်ပြီးတဲ့အချိန်အတွေ့အကြုံတွေ့နေတဲ့အချိန်ဆိုတော့ကက်ကိုကြည့်လိုက်တယ်။ကက်ထဲကနေတဲ့အတိုင်းပြောလိုက်တာပေါ့အဆင်မပြေနိုင်ဘူး။အတွက်ရည်ရည်အဲ့မှာဘာလို့အဆင်မပြေနိုင်တာလဲဆိုတော့မဟုတ်ဘူးလို့ဒီကက်ထဲမှာလို့ဒီမှာမြင်လားလို့ချစ်သူနှစ်ဦးကိုမမြင်ရတဲ့အနောက်ချက်ကြီးရောက် တန်ကျိုးရင်းနဲ့ဆွဲပြီးတော့နှောက်ရှက်နေတဲ့ပုံတွေ့ရမလားလို့တွေ့ရင်ဒီအဲ့ဒါမှဖြစ်လို့လေတကယ်ချင်းနဲ့နေမမေ့ထင်တယ်တော့သာလူမျိုးပြောရဟာတာအနေနဲ့ပြောရတာဗျာသို့တော့ညာ7နှစ်နာရီကျော်လောက်လဲကြာအောင်သူတို့ချင်းချင်းကောင်းနေရတယ်ရုပ်တရက်ထပြီးတော့အဲ့ဒီမှာကြီးကျယ်စကားများကြတယ်အော်ကြီးကျယ်ပြဿနာတွေတက်ကြတယ်အာညာ7နှစ်တိုင်းနဲ့မလဲကြတော့ကျွန်တော်ပြောတယ်ပဲမတွေ့ပြနိုင်တော့ဆိုတော့ဒီဖြစ်ရမှာပေါ့နော်မနက်ပိုင်းဖြစ်တာမဟုတ်ပဲနေဒီတကောင်းကျော်အချိန်မှာ ဖြစ်တာဖြစ်နေတယ်မလို့ဒီ double cap ကအဲ့လိုမျိုးမမြင်ရတဲ့အမောင်ဆောင်အားတွေကိုစားသိပါလေတွေ့ရပါလေအဲနောက်ပြီးတော့နောက်ပိုင်း terror cap တွေကြီးတဲ့အခါမှာလည်းတချို့တချို့တော့သူတွေကဒီ double cap နဲ့ပတ်သက်ပြီးကြားလာတဲ့ခါကြလို့ရှိရင်ဥပမာမကောင်းတဲ့အရာတွေပြုစားခံထားရတာမျိုးဟိုရက်ကတော့မှ terror လာမိတဲ့အမလေးတယောက်ပေါ့နော်သူ့အမိနဲ့ပတ်သက်ပြီးတော့ terror လာမိတာ terror လာမိတော့ကြီးလိုက်တယ်ကျတော့ဒီ double cap ကြာကြာတော့ညီမလို့ မမိပါမကောင်းတဲ့ຢາຍပိုင်းနဲ့ပြူစားခံရတာမျိုးတွေဘာလို့ရှိဘူးလားပေါ့နော် ရှိလားလို့မေးလိုက်ရင်ကျွန်တော်ကမေးတဲ့အခါမှာသူကဘာပြန်ပြောလဲဆိုတော့အရင်အရင်တော့ကတဲ့ဒီပေါ့နော်မကောင်းတဲ့အတတ်ပညာတွေအောက်လန်းပညာတွေနဲ့ပတ်သက်ပြီးတော့လောက်ခဲ့လို့မလို့လောက်သူ့မျိုးလောက်လို့မလို့ပြန်ပြီးတော့ဟိုဆရာလေးနဲ့ပေါ့နော်ဆရာလေးနဲ့ပြန်ပြီးတော့ဤစုရတယ်ပေါ့နော်ဆရာလေးနဲ့ပြန်ပြီးတော့ကုသရတယ်အဲ့လိုပုံစံမျိုးတွေ့ရတယ် အဲနောက်တစ်ချက်တကယ်ကိုပဲကြောက်စရာကောင်းတဲ့ကပ်ပါကျွန်တော်တွေ့ကြုံနေရဆိုရင်အများကြီးအများကြီးပဲမှတ်မိရလဲရှိရင်မမှတ်မိရလဲရှိရပေါ့နော်ဟိုဒီဗီဒီယိုရနေချိန်မှာပြောချင်တာအားရပါပဲအဲ့တော့ advocate ဆိုတော့ကတမီတော်မှကြောက်စရာကောင်းတဲ့နေဆိုရေးတကပ်ပါပဲနောက်ဒီကက်ကြလာတဲ့အခါမှာမကောင်းတဲ့ energy တွေမကောင်းတဲ့အရာတွေဆင်းပြုံပြီးတော့အကျိုးပြီးတော့မှလည်းဖြစ်ပါတယ်များသောအားဖြင့်ကောင်းတာဟောတာမျိုးလို့ကျွန်တော်မတွေ့ဘူးသေးဘူးအများသောအားဖြင့်မကောင်းတာပြောတာပဲများကြပါ အဲ့လောက်ဆိုတော့တတဘက်ကရဲ့ဒီကိုတွေ့ပေါ့နော်ကိုတွေ့ချောင်းအောင်အဲ့လိုနားလဲသဘောပေါက်ကြနိုင်မယ်လို့ထင်ပါတယ်ကျွန်တော်ကဒီဗီဒီယိုအဆအဆိုတော့ဒီဗီဒီယိုအဆမို့လို့ပေါ့နော်ကျွန်တော်ကသိပြီးတော့မပြောနိုင်ဘူးအဲ့ဒါကြောင့်မလို့ဒီဗီဒီယိုအဆမို့လို့သိပြီးတော့မပြောနိုင်ဘူးအဲ့ဒါကြောင့်မလို့ဒီဗီဒီယိုကျွန်တော်လည်းပဲဆုံးသက်ပါတယ်အဲအကဲပေါ့နော်ဒီကျွန်တော် YouTube channel ကို subscribe လုပ်ထားမယ်နောက်ကကျွန်တော်ဒီအခုကြည့်နေတဲ့ ပြင်သားရဲ့ဗီဒီယိုဝင်ကြည့်ပေးပါဆိုလို့ရှင်ရင်အောက်မှာ main ခင်ပေးပါပေါ့နော်ကျန်စီမှာတော့ reading တစ်ခုပေါ့နော်မေးခွန်းတစ်ခု free လာမေးလို့ရပါတယ်ကျွန်တော် channel subscribe လုပ်ထားတဲ့သူတွေနောက်တစ်ဆက်ကဒီဗီဒီယိုဝင်ကြည့်ပေးတဲ့သူတွေအတွက်ပဲကျေးဇူးဝင်တာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသက်လေးတွေမှာပြန်တွေ့ပါ